မင်္ဂလာပါခင်ဗျာတပတ်တွင်းသတင်းတွေတင်ဆက်ပေးပါတော့မယ်ပထမဆုံးအနေနဲ့လွတ်တော်ထဲမှာပြည်သူလူထုကလွတ်လွတ်လပ်ဝင်ရောက်လေ့လာစောင့်ကြည့်ဖို့လိုအပ်နေပြီလို့ចောင်းသားကောင်းဆောင်မင်းကိုနိုင်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုစိုးရကပေးပို့ထားခဲ့ပါတယ်ခင်ဗျာနိုင်ငံတကာလွှတ်တော်တွေနဲ့နှိုင်းယှဉ်ပြီးလက်ရှိမြန်မာလွှတ်တော်တွေရဲ့အခြေအနေကိုအရာဝတီတိုင်းဒေသကြီးပသိမ်မြို့ကိုရောက်ရှိနေတဲ့ကိုမင်းကိုနိုင်ကအခုလိုပြောခဲ့တာပါလွှတ်တော်တော့ကျွန်တော်နဲ့ဆိုင်ပြုံးလာတာဒီကကလွှတ်တော်ကအခုတွေပြုတဲ့ ာနာကတွတ်တော်အပြူပါလို့ရတယ်ပြီးတော့အစိုးရဖွဲ့တယ်တွတ်တော်တွေကပဲဖွဲ့ရတာပဲကျွန်တော်အုတ်ကျူရင်အာနာရောဥလိပုအာနာရောတွတ်တော်တွေမှာတွတ်တော်ကနေပြင်းလာတယ်အဲ့တော့ဒီလိုနေရာမျိုးတော့ကျွန်တော်တို့ရဲ့သက်ဆိုင်တာရှိဦးမလားအဲ့လိုနေရာမျိုးကိုကျွန်တော်တို့ပြည်သူတွေကတွေ့ရတော့လက်လာပြန်သုံးတယ်ဒီကခါကျရင်ငါတည့်တယ်ပြောရတယ်ဗျာခုရေးထားတဲ့အမတ်ဒီအချိုးပြေမပြေတော့ဗျာဖက်စည်းကနေပြီးတော့စစ်စည်းပြေပါ အဲ့ဒါကိုကျွန်တော်လုပ်နေတယ်အဲ့ဒါကြောင့်နောက်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာဟိုကိုယ့်ရဲ့နိုင်ငံသားတွေကမဲပေးခဲ့တဲ့မဲဆန္ဒရှင်တွေကကိုမဲပေးပြီးတော့ခိုင်းထားတဲ့ကိုယ်စားလှယ်တွေသုံးပြည်ပြည်တွတ်တော်တွေမှာဝင်ကြည့်မဲ့ဆိုအဲ့ဒါကပုံမှန်လေးလေးရတဲ့နေဟိုအသားအဆီမရှိရတဲ့နေတွတ်တော်တွေကိုလက်နဲ့ကန်ပြီးတော့ဝင်လားမဝင်လားဆိုတော့စစ်စစ်ရမှာပေါ့ပြန်တဲ့အချိန်ကတော့အချိန်မရကျွန်တော်တို့ကြည့်ကြည့်ခွင့်မျိုးရတဲ့နေလို့ကျွန်တော်ယူဆပါတယ် စေုပ်ချုပ်ရေးအလွန်ဒီမိုကရေစီစနစ်နဲ့အတူလွှတ်တော်တွေပြန်လည်စတင်ချိန်မှာလွှတ်တော်အတွင်ပြည်သူတွေလွတ်လပ်စွာဝင်ရောက်လည်လာခွင့်ကအလွန်ခက်ခဲခဲ့ပါတယ်။2015ရွေးကောက်ပွဲအလွန်လူစုတင်မြှောက်တဲ့အစိုးရတက်လက်ထက်မှာတော့အရင်ကထက်ပိုပြီးလွတ်လပ်စွာလည်လာခွင့်ကိုမျှော်လင့်နေကြတာပါ။ဒါကြောင့်အရောင်တိုင်းမှာစင်ကြရတယ်ခလား။ဒါတော့ကျန်တဲ့နိုင်ငံကြီးတွေမှာလည်းဒါပြည်သူကြိုးစားနေတဲ့နေရာလေး ဒီလိုတော့ဒီလိုဆိုရယ်နေရာကျွန်တော်ဘယ်လိုလဲတော့ရအောင်ပြောလို့ပြောခဲ့တာလေဒါမှန်တာပဲဒီလိုနိုင်ငံတကာအစိုးရကဒီလိုမှသိချင်တဲ့ဆန္ဒရောကျန်တဲ့ကျန်တဲ့ဒီနယ်ဆက်လေးဒီလိုလောင်းလို့တော့ဒီဆန္ဒလိုသူလည်းစူးစမ်းတော့မှာပါကြောင့်လဲဆိုဒီလိုကိုလည်းဒီအားလုံးကဒီလိုတော့တော်တော်ကြည့်နေမှာနေရာလေးမရောက်ကြည့်ရပြီလေဆိုတော့ တို့လည်းကြိုးစားတော့မှာပါအဲဆင်ပြေပါပါရွေးကောက်ပွဲအနိုင်ရလက်အရဒုတိယအကြိမ်ပြန်လဲစတင်တဲ့လွှတ်တော်တွေမှာအခုချိန်ထိပြည်သူတွေကလွတ်လပ်စွာဝင်ရောက်လေးလာခွင့်သတင်းမီဒီယာတွေသတင်းရယူခွင့်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေအနည်းငယ်ရှိနေပါတယ်။တိုင်းဒေသကြီးလွှတ်တော်တွေထဲမှာတော့အယောရီတိုင်းဒေသကြီးလွှတ်တော်ကပြီးခဲ့တဲ့လွှတ်တော်တက်တန်းအတွင်းမှာရောလက်ရှိလွှတ်တော်တွေပြန်လဲစတင်ချိန်မှာပါသတင်းမီဒီယာတွေသတင်းရယူခွင့်နဲ့ပတ်သက်ပြီးအလေးထားဆောင်ရွက်တဲ့တိုင်းဒေသကြီးလွှတ်တော်တစ်ခုအဖြစ်ရှိနေပါတယ်။ကျွန်တော်ဆိုရပါဒုတိယသတင်းအနေနဲ့ကတော့သမရက စွမ်းဆောင်ရည်စုချီးမြှင့်ခဲ့တဲ့အပေါ်ဝေဖန်မှုတွေများပြားနေပါတယ်ဒီသတင်းကိုတော့မေဒီဂျန်ကပေးပို့ထားခဲ့ပါတယ်ခင်ဗျာဖေဖော်ဝါရီ9ရက်နေ့မှာနိုင်ငံတော်သမ္မတဦးသိန်းစင်ကချီးမြှင့်ခဲ့တဲ့နိုင်ငံစွမ်းဆောင်ရည်စုတွေကိုအစိုးရအဖွဲ့ကဝန်ကြီးတွေအများဆုံးရရှိခဲ့တဲ့အပေါ်ရက်ဖက်အဖွဲ့စည်းတွေနဲ့နိုင်ငံရေးတိုင်းဝန်ကြားဝေဖန်မှုတွေရှိနေရပါကျွန်တော်တို့ကတော့ဒီစွမ်းဆောင်ရည်စုပေးပွဲတွေကိုကျွန်တော်တို့ကဟိုအကျဉ်းဆောင်မှာရှိစဉ်ကလေးဟိုဟိုကြားဘူးနေတော့ပေါ့အသင်းစားတွေမှာဖတ်ဘူးနာပေါ့အဲ့တော့ ဟိုနှစ်စဉ်တစ်တိုင်းမှာအလားဆွမ်းဆောင်ရည်စုတွေပေးမယ်ထူးချွန်စုတွေပေးမယ်နောက်ပြီးတော့အင်မတန်ရှည်လျားတဲ့ဟိုဘွယ်ကြီးတွေပေးမယ်အလားတိတိသူဓမ္မပါညာဆိုတဲ့အဲ့ဒါတွေပေးမယ်ပေးပြီးလို့ရှိရင်အဲ့ဒါတွေကိုဘာလို့ကြမလဲဆိုတော့တစ်ခါသတင်းစာတွေရရနေပြီးတော့တစ်ခါဟိုဝန်တာတဲ့အကြောင်းဂုံယူတဲ့အကြောင်းတွေတစ်ခါပြန်ပြီးတော့ကြီးညာကြမယ်ဟဲ့လားအဲ့တော့ဒါတွေကနှစ်ပေါင်းများစွာလုပ်ခဲ့ကြတာပဲဒါပေမဲ့လက်တွေ့မှာတော့ကျွန်တော်တို့ဟိုအများစုပြည်သူအားကြတဲ့ခါကျတော့ဟိုဆင်းရဲမှုတွေအဲ ဖိနှိပ်မှုတွေအဲ့ဒါတွေလည်းရင်ဆိုင်နေကြရတာပဲဒါပြေနိုင်ငံဆန်းဆောင်စုပေးဖို့အတွက်တဘာဝဘေးအန္တရာယ်ကြောင့်မလုံလုံနေသူတွေနဲ့တိုက်ပွဲတွေကြောင့်မကူညီပေးနေတဲ့သူတွေကိုမစင်စားခဲ့တဲ့အပေါ်လဲဝေဖန်နေကြပါတယ်သူတို့ရဲ့ဆန်းဆောင်ရေသူတို့ပဲတည်တာဟုတ်ပြည်သူလူထုကလည်းမတည်ကြအောင်နော်ဆိုတဲ့အခါကျတော့ဟိုကျမထင်တယ်အရက်ဖက်ပရစီတွေတို့တကယ်ကိုဆွန်းဆန်းဆန်းလုပ်တဲ့သူတွေကဟိုသူတို့စိတ်ထဲမှာတိတ်ပြီးတော့သဘောကျလိုက်မှလည်းမဟုတ်ဘူးပေါ့နော်မဟုတ်တဲ့အခါကျတော့ ီသူတို့အနီးနားမှာရှိတဲ့လူတွေကိုပဲသူတို့ခုနကကျွန်မပြောသလိုပဲအစိုးရတက်တန်းလဲကုန်တော့မယ်အဲ့ခါကျတော့အမှတ်တရလေးပေါ့နော်နောက်ဒီဒီပုံကိုတွေကပြန်ပြီးတော့တောင်းတထမ်းဆောင်ဖို့ဆိုတော့လဲမတည်ကြတော့ဘူးဆိုတော့ကဘဝမှာတစ်ခါအမှတ်တရပြန်လို့ပြီးတယ်လို့ပဲကျွန်မတော့ထင်တယ်လက်ရှိအစိုးရရဲ့အကျင့်တွေကိုမကြခင်တက်လာမယ့် NRI အစိုးရအစ်တမှာပါမလာဖို့အတွက်လည်းဂရုစိုက်ရမှာဖြစ်တယ်လို့ရဲဘက်ဖွဲ့စည်းတွေကအကြံပြုထားပါတယ်။ဒီသိုးအစ်တကတော့ဟိုနိုင်ငံအတွေ့အကြုံရောနောက်ပြီးတော့ဟိုပြည်သူနဲ့လည်းနှိစက်တဲ့ဟို ပြည်သူနဲ့လည်းနင်းနီးကက်ရှိခဲ့တဲ့တသားလေးရှိခဲ့တဲ့ဟိုလူပုဂ္ဂိုလ်တွေကဒါအစိုးရဖွဲ့ဝင်တွေဖြစ်လာကြမှာ哦နော်အစိုးရဖွဲ့ဝင်တွေဖြစ်ကြတဲ့ကြမ်းအတွက်အစိုးရတစ်ကတော့ဒါတွေကိုဟိုတတိထားပြီးတော့ဟိုဆောင်ရွက်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်တစ်ခုကခုနပြောလိုပေါ့ဗျာတကယ်အစိုးရတက်အနေနဲ့ဂုဏ်ပြုရမယ်ချီးကျူးရမယ်အလေးထားရမယ်လူတွေဆိုလို့ရှိရင်ဒါချက်ချင်းကောက်ပြီးတော့ဒီအစိုးရအနေနဲ့လုပ်နိုင်မယ်လို့ကျွန်တော်ထင်တယ် င်္ဂလာသမ္မတဦးသိန်းစိန်အနေနဲ့အစိုးရတပ်တန်း9နှစ်တာအတွင်းအစိုးရအဖွဲ့တွေရဲ့ကြိုးပမ်းမှုတွေနိုင်ငံဆန်းဆောင်ရေးစုကိုအမျိုးအစား33မျိုးခွဲပြီးချိမြင့်ခဲ့တာဖြစ်ပါတယ်ကျွန်မကမေဇချမ်းပါသမ္မတနဲ့ဒုသမ္မတတွေရွေးချယ်နိုင်မှုအစည်းအဝေးတွေကိုမလ18ရက်နေ့မှာကျင်းပမယ်လို့ပြည်ထောင်စုလွှတ်တော်ကကြေညာလိုက်ပါပြီဒီသတင်းကိုဥအောင်ကိုကိုလက်ပေးပို့ထားခဲ့ပါတယ်ခင်ဗျာ ဒီကနေ့ဖေဖော်ဝါရီလ၈ရက်နေ့မှာဆိုလို့ရှိရင်ပြည်ထောင်စုလွှတ်တော်ဒုတိယအကြိမ်ပထမပုံမှန်အစည်းအဝေးစတင်ပြုလုပ်ကျင်းပနေပြီဖြစ်ပါတယ်။ဒီအစည်းအဝေးမှာဆိုလို့ရှိရင်နိုင်ငံတော်သမ္မတနဲ့ဒုသမ္မတတွေရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်လွှတ်တော်တွင်ရာကိုယ်စားလှယ်တွေကတက်ဆိုင်ရာအစုအဖွဲ့တွေဖွဲ့စည်းပြီးတော့မတ်လ18ရက်နေ့မှာအစည်းအဝေးတွေပြုလုပ်ကြရမှာဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်နာယကဦးမန်းဝင်းခိုင်တန်းကအခုလိုကြေညာခဲ့တာပါ။တက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့လိုက်ဒုတိယသမ္မတတူးစီကိုရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်ဒုတိယသမ္မတလောင်းများအစုပြုရမည်လွှတ်တော်ကိုယ်စားလှယ်များ အစုဖွဲ့အစည်းအဝေးကို2016ခုနှစ်မတ်လ18ရက်နေ့ကြာသာပေးနေ့တွင်စတင်ကျင်းပပြုလုပ်ကြရန်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာနှူးဝီပုံမှန်၄ရက်သမှတ်ကြေညာအပ်ပါတယ်။ နိုင်ငံပါတီအနေနဲ့သမနာဆင်းရင်ကိုမထုတ်ပြန်နိုင်သေးတယ်လို့ဒေါအောင်ဆန်းစုကြည်သမနာဖြစ်ရေးအတွက်ပုံမှ59စာလုံးကိုဆိုင်းငံ့နိုင်ဖို့ညှိနှိုင်းနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။တမတော်သားကုစလေအစုဘွဲရဲ့ခေါင်းဆောင်တဦးကတော့ဥပဒေပုံမှ59စာလုံးကိုပြင်ဆင်ဖို့ကိုဖွဲ့စည်းပုံအခြေခံတိုင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ဒီဥထေဥတိုင်းသွားမှာပါအတိုင်းပြောပြီးပြီခင်ဗျ။နော်ဥတေလေးရက်နေအင်တာဗျူးမှာဒီတိုင်းပဲပြောထားပါတယ်နော်။ ဘလို့တမျိုးမသိလိုက်လို့ပါအဲ့တိုင်းပဲလေကျွန်တော်ဖွဲ့စည်းပုံခြေခံဥပဒေအတိုင်းပဲကျွန်တော်ဆောင်ရွက်มาဖြစ်ပါတယ်ဖွဲ့စည်းပုံခြေခံတိုင်းဆောင်ရွက်มาဆိုတော့ဟိုပြင်ဆင်ရေးကိုဖွဲ့စည်းပုံခြေခံတိုင်းဆောင်ရွက်มาလာခင်ဗျာဟိုကျွန်တော်ကတော့ဘလို့ဝဲလာတာဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်နေမဲ့တော့အောင်ဖွဲ့စည်းပုံတိုင်းပဲတော့အောင်มาဖြစ်ပါတယ်ခင်ဗျာနော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ကိုယ်စားလှယ်ဥပဒေပညာရှင်တဦးကတော့ပုံမှန်59စာလုံးဟာဆိုင်းငံ့အမိန့်နဲ့လုံနိုင်တဲ့အကြောင်းပြောပါတယ်။ပြီးခဲ့တဲ့အစဉ်ကနိုင်ငံရေးခင်မာလဲအဲ့လိုမျိုးရှိဘူးတယ်။ဥနေဝင်ဟိုဥနုကနေပြီးတော့ဆိုင်းငံ့ ဟာလွတ်ပြီးတော့လက်ခံထားဖို့ရရှိဘူးလေ။အခုကျွန်တော်ဒီမှာလဲဒီဆိုင်ကဘို့ဆိုရဲကိစ္စဟာကျွန်တော်ဒီလွတ်တော်မှာတင်ပြပြီးဆွေးနွေးလာလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအဆင့်ဗျာလွတ်တော်ကအောင်တဲ့သဘောလေးရှိတယ်။သူလွတ်တော်ကိုယ်စားလဲစခွန်စခွန်လူပဲ။နောက်တစ်ခါကျွန်တော်တို့ဒီအမျိုးသားရဲ့ပြည်သူရဲ့ဥက္ကရာရဲ့တရားသူကြီးချုပ်ပဲပေါ့။ဆိုရင်ကျွန်တော်တို့ကအချိန်ကဥပဒေဆိုင်ရာခုံရုံးမှာ တင်ပြီးတော့အဲ့ဒီကိစ္စကိုကြားနာလို့ရနိုင်တယ်အဲ့တော့တရားသူကြီးချုပ်ကလည်းဂျီဟာရွတ်တော်ကိုရိုင်ကတောင်းဆိုတဲ့အနေအထားမျိုးတွေရှိတယ်အများဆန္ဒလည်းရှိတယ်ဆိုရင်ခြေခံဥပဒေနဲ့မဆန့်ကျင်ဘူးဆိုရင်ခွင့်ပြုလို့ရတယ်ကျွန်တော်အဲ့ကြောင့်ကျွန်တော်59ဆာလုံးဟာကျွန်တော်ဆိုင်ငံမိတ်နဲ့လုံနိုင်တယ်လို့ကျွန်တော်ဘက်ကယူဆတယ် ဒီနေ့ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုလက်ရှိနိုင်ငံတော်သမ္မတကလည်းတဝန်လာပေးပို့ခဲ့ပါတယ်။ဒီတဝန်လာထဲမှာဆိုရင်ပြည်ထောင်စုလွှတ်တော်ဟာဥပဒေပြုရေးမှာအမြင့်ဆုံးအဆင့်ဖြစ်ပြီးနိုင်ငံတော်နဲ့နိုင်ငံသားတွေကိုအကျိုးပြုစေမဲ့ဥပဒေသစ်တွေ၊ဥပဒေအဟောင်းတွေကိုပြင်ဆင်ရေးဆွဲခြင်း၊ရုပ်သိမ်းခြင်းတွေမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလိုက်နာစေဖို့ပါရှိပါတယ်။ကျွန်တော်အောင်ကိုကိုလည်းမြေပြည်တော်ကနေတင်ပြပို့ထားတာပါ။ငါးနှစ်ယောက်ကလေးတွေကို တနိုင်ငံလုံးပိုလီယိုကာကွယ်ဆေးတိုက်ကျွေးသွားမယ်လို့ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိအရာရှိတူကပြောဆိုလိုက်ပါတယ်ဇေယချမ်းအီးပြပို့ထားခဲ့ပါတယ်ခင်ဗျာဒေသလိုက်ပိုလီယိုရောဂါကာကွယ်ဆေးတိုက်တွန်းမှုကိုတော့ဇန်နဝါရီလတွင်ကဆောင်ရွက်ခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူကပြောပါတယ်ပိုလီယိုကြောသရောဂါ ကဘာလုံးမှာဒီကဘာလုံးမှာလည်းသူက2018 2020မှာကဘာအဲ့ပြည်တိုင်းမောင်းထုတ်တယ်အဲ့ဒီချိန်မှာလည်းပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံကလည်းပဲကဘာအနေနဲ့များနဲ့မီးစုပိုလီယိုကင်းစင်ချင်ပါတယ်ကင်းဝေးချင်ပါတယ်ကိုကလေးငယ်များဒီလိုအကျိုးဆုံးယောဂပိုလီယိုအကျိုးဆုံးယောဂနေပြီးတော့ဒုက္ခတမတ်မဆွမ်းဖြစ်တဲ့ဘဝအနေကင်းဝေးစေချင်တဲ့အတွက်ကျွန်တော်တို့ကပိုလီယိုကာကွယ်စစ်တပ်ညီများကိုကျင်းပနေပါတယ် မြန်မာတနိုင်ငံလုံးမှာပိုလီယိုရောဂါပိုးကူးစက်ပြန့်နှံ့နိုင်တဲ့အန္တရာယ်ရှိတဲ့မျိုးနယ်တွေကိုကျန်းမာရေးဝန်ကြီးဌာနနဲ့ UNICEF တို့စမ်းစစ်ရွေးချယ်ခဲ့တဲ့နေရာမှာ မျိုးနယ်ပေါင်း181မျိုးနယ်အထိရောဂါကူးစက်နိုင်တဲ့အခြေအနေရှိနေတာကိုလေ့လာတွေ့ရှိခဲ့ရတဲ့အတွက်အခုလိုကာကွယ်ဆေးတိုက်တဲ့လုပ်ငန်းတွေကိုကြကြောပြန်ဆောင်ရွက်ရတာဖြစ်တယ်လို့ကျန်းမာရေးပညာရှင်တူဦးကပြောပါတယ်။ထူးရှင်နေစရာမကူဘူးပေါ့နော်ဒီရမုံဝဲတွေကိုသူကစုဆောင်းထားပါတယ်ဒီလိုမျိုး polio education အတွက်တုံးပြပါဘူးပေါ့နော် ဒါပေမဲ့ WHO ရဲ့အဆက်ကနေတဆင်း vaccine cost ပေါ့နော် vaccine တစ်ခုလေးအတွက်ဆိုရင်အမျိုးသားကောင်းလေးစေတိုင်းနေမှာ1.5 millions ကုန်ကြပါတယ် operational cost ကိုခေါ်ရဲလုပ်ငန်းဆောင်ရွက်မှုကတော့အဲ1.5 million ကျော်ပါတယ်3 million နီးပါးလောက်ပေါ့နော်2014မတ်လကစပြီးတော့မြန်မာနိုင်ငံအနေနဲ့ပိုလီယိုအရင်းပိုးကင်းစင်တဲ့နိုင်ငံဖြစ်ကျင်းညာနိုင်ခဲ့ပါတယ် ဒါပေမဲ့2015ဧပြီလနဲ့အောက်တိုဘာလတွေမှာရခိုင်ပြည်နယ်မောင်တောမြို့မှာပိုလီယိုရောဂါကူးစက်ခံရသူနှစ်ဦးကိုတွေ့ရှိခဲ့တာကြောင့်မြန်မာနိုင်ငံအတွင်းပိုလီယိုရောဂါကူးစက်နိုင်ခြေကို ပြန်လည်တုံ့သက်ခဲ့ကြရတာဖြစ်ပါတယ်။ကျွန်တော်ကဇေယချမ်းကြီးပါ။38ချိန်မြောက်တာဝတီចောင်းသားရုံချိန်မှာတရလူပြတက်တည်ကိုစစ်ဆေးနေတုန်းចောင်းသားနဲ့တရားသူကြီးပြိပခဖြစ်ပွားခဲ့လို့တရခွင်ရပ်တန့်ခဲ့ရပါတယ်။ မင်းညိုပေးပို့ထားခဲ့ပါတယ်ခင်ဗျာဖေဖော်ဝါရီလကိုရီးယားလက်ဘရန်တရားရုံးတရားခွင်မှာတက်တရားမြောက်တရားလိုတက်သည့်အဖြစ်နယ်ရင်းအချက်ရဲအုပ်ရဲလင်းနိုင်ကိုစစ်နေချိန်မှာတရားသူကြီးကတရားခွင်ထဲမှာစူညံတာတွေတရားခွင်စစ်ဆေးနေစဉ်အပြင်းမဲ့ထွက်တာတွေကိုထောက်ပြီးကျောင်းသားတွေကိုစူပူချိန်ပေါင်းတော့ကြောင်းသားတွေနဲ့တစ်ဖက်အပြန်အလှန်စကားများကြရင်တရားရုံးစူညံသွားခဲ့ပါတယ် ်ရောစီရောစီကျောပညာရေးကျွန်တော်တို့တော့အမြဲတမ်းဒီစစ်စစ်စီရင်ချက်တွေရှိရယ်စစ်စစ်စီရင်ချက်ရှိတဲ့အချိန်မှာကျွန်တော်ရှေ့နေရပြန်လည်မေးဖို့ဖောက်ပြတဲ့အချိန်ကြလို့ရှင်သူ့ရဲ့ဟိုလူပြတက်တီတို့တရားလူတို့အနေနဲ့အခက်အခဲဖြစ်တဲ့အချိန်ကအချိန်ဆွဲတဲ့အနေနဲ့အမြဲတမ်းသူလုံနေကြအချင်းရှိရယ်ဗျပြီးတော့နောက်တစ်ခုကဒီတရားရုံးမှာကျွန်တော်တို့ကတရားပွဲတစ်ခုကိုဒီတရားသူကြီးအသုံးချပြီးတော့ကျွန်တော်တို့ကလူအားထက်ပုံပြီးတော့နှိပ်ကွတာတွေပြိနှိပ်တာတွေရှိရဲကျွန်တော်တို့ကအစိုးရတဲ့ဒီတရားဥပဒေကိုယုံကြည်မှုရှိဘူးဒါတွေအကုန်လုံးကဒါကိုလိုနီခက်လက်ထက်ကလေးအရပြိလို့ခါတယ်ပြိနှိပ်ဖို့အတွက် ဥပဒေတွေဖြစ်တယ်ဥဒတိပါကျွန်တော်တို့ကဒီဥစ္စာတွေကိုခန့်နေရတယ်ဆိုကြတဲ့ကဒီအဥပဒေကိုယုံကြည်မရှိရဘူးဒီလိုဖိနေကြတယ်ကျွန်တော်တို့အနေနဲ့လုံးဝလက်ခံပါမယ်ဟုတ်အခုတရားရှိရင်ကလုံးဝမမြတ်တာတဲ့တရားရှိရင်ဖြစ်နေတယ်တရားလူကြီးဖြစ်ပါတယ်တရားလူကြီးကတရားသူကြီးကိုယ်တိုင်လည်းလုံးဝမမြတ်တာတဲ့တရားသူကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီဥပဒေကိုလိုက်လည်းမလိုက်နိုင်ဘူးဒေးလည်းမနေတော့ဘူးနောက်ဆုံးကတန်ဖို့လည်းမထားဘူးတရားခွင်မှာအခုလိုဖြစ်သွားတာနဲ့ပတ်သက်ပြီးចောင်းသားဟောဆောင်တယောက်ကအခုလိုရှင်းပြပါဗျာ ဘုရားခွင်ပါလူရည်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ဘုရားခွင်ရတာဒီလိုလုပ်လို့ရှင်သူပြောရတဲ့အားထဲမှာပေါင်းလာပါပဲ။ဘုရားကဒီလိုစီရင်မြင်ရဲခေါ်လိုက်ရဲခေါ်ပြီးတော့ဆက်ထုတ်ခိုင်းတယ်။ဒီဥစ္စာကမပြောသင့်တဲ့ဆိုတာနောက်တစ်ခုကကျွန်တော်ကဒီတရားဥပဒေကိုယုံကြည်လို့လာပြီးတော့တရားခွင်ရေးဆိုင်နေတာမဟုတ်ဘူး။ ဒီထဲမှာစည်းကမ်းတကြနေပြီးရဆိုတော့ဒီတရားစုကြီးရဲ့ပညာနဲ့သူတို့ရဲ့ဟိုဟာဂုဏ်သိက္ခာလေးစားတဲ့အနေနဲ့ပဲကျွန်တော်နေပြီးတာဖြစ်ကျွန်တော်ရဲ့ကျိုးဆောင်ရှင်းနေတဲ့ဂုဏ်သိက္ခာလေးစားတဲ့အနေနဲ့ကျွန်တော်နေပြီးတာဖြစ်ဒီတရားစီရင်စနစ်ကိုတော့ကျွန်တော်တို့ကယုံကြည်လို့ဒီမှာလာခိုင်းတယ်ပေါ့အခုကိစ္စနဲ့ပတ်သက်ပြီးကျောင်းသားတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်နေတယောက်ကအခုလိုပြောပါတယ်တက်တေကိုဆရာဦးထေးကရှင်းနေတယ်ရှင်းနေတဲ့အချိန်မှာတက်တေကမပြေနိုင်တာတွေများတယ်ပေါ့နော်အဲအဲ့တော့နောက်သာတက်တေက ိုတခုခုဆိုလဲကလေးတွေစိတ်ထဲမှာဒါကြီးကအမှန်တရားလို့ထင်တယ်အဲ့ဒါကိုတန်တရားမဟုတ်ဘူးတွေမသိဘူးတွေလို့ဖြေတယ်အဲအဲ့ဒီပုံမှာကလေးတွေကနည်းနည်းရေးရလို့ထင်တာပါဟုတ်ကဲ့ဟိုသူစိတ်ခံစားချက်လေးတွေပေါ့ emotion လေးတွေများသွားတဲ့သဘောပါဟုတ်ကဲ့ဟိုရုံးကိုကလန်ကဆန်လှုပ်ရှင်တာလည်းမဟုတ်ဘူးဟိုဒီတက်တွေကသူတို့စိတ်ထဲမှာလိမ့်လိမ့်ပြီးထွက်နေတယ်ပေါ့အဲ့လိုမြင်တဲ့အပိုင်းမှာဒီနေ့တရားခွင်မှာတော့အရှင်းနေရှိရောက်ကចောင်းသားတွေဘက်ကလိုက်ပါပြီးအမှုစစ်ပေးခဲ့ပါတယ် မနေ့ပိုင်းမှာတရားလွှတ်တော်ရှင်နေဒေါခင်မိုးမိုးကစစ်ဆေးခဲ့ပြီးနေ့လယ်ပိုင်းမှာတော့တရားလွှတ်တော်ရှင်နေဦးထွေးကဆက်လက်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ရုံးချင်းမှာတော့ဆိုလိုခေါ်ကိုအောင်မျိုးဦးတယောက်အာမခံရရှိခဲ့ပြီးရုံးချင်းကိုတော့ဖေဖော်ဝါရီလ16ရက်နေ့ကိုပြန်လည်ချိန်ဆလိုက်ပါတယ်။တရားရုံးသိမ်းပြီးအချုပ်ကားပေါ်မတက်မီမှာတော့ကျောင်းသားကောင်းဆောင်တွေကမြို့နယ်တရားသူကြီးကိုမေးမြန်းကြည့်ရမှာတရားရုံးအနေနဲ့အခုကိစ္စကိုထပ်မံတရားဆွဲဆိုသွားဖို့မရှိပါဘူးလို့သိရပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။တရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ဥဂံဗီရခေါ်ကိုညင်းညင်းလွင်ရဲ့အာမခံရှောက်ထားမှုကိုတရားရုံးကပေချလိုက်ပါတယ်ဥကြော်စီပေးပို့ထားခဲ့ပါတယ်ခင်ဗျာမန္တလေးမြို့ကမဟာအောင်မြေတရားရုံးမှာဥညင်းညင်းလွင်ရဲ့တုံးချိန်မြောက်ယုံချင်းကိုကျမ်းမာရေးအရာအာမခံရှောက်ထားခဲ့ပေမဲ့တရားရုံးကပယ်ချခဲ့တဲ့အတွက်လာမယ့်ယုံချင်းမှာအာမခံကိုဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ရှင်နေကပြောပါတယ်ချက်ကလက်တွေ့ ကျမ်းမာရေးစစ်ဆေးရေးနဲ့ပတ်သက်ရင်ထောင်ဆဲမှာမတည့်ရောရသေးတာရေအထူးကုဆရာဝန်ကပေးထားတဲ့ဈေးတွေနေ့စဉ်တော်တော်များများရနေတယ်ဆိုတဲ့အချက်ပေါ်မှာလေးဒီတော့ဒီအခုအမကန်တဲ့အမကန်ကလက်တလုံးအစစ်ကျွန်တော်တို့ရှောက်တဲ့နေ့ကအချိန်ကြီးကအမှုမစစ်ရသေးတဲ့အချိန်ကြီး ဲ့တော့အခုဒီနေ့အမှုစစ်ပြီးသွားတဲ့အခြေအနေပြောင်းလဲသွားတဲ့အတွက်နောက်တစ်ပတ်ကိုရှောက်မယ်ဆိုညှော်လင့်လို့ရတဲ့အဆင့်ရှိတယ်။အမကလည်းမပြီးတော့စိတ်မကောင်းတော့ဖြစ်တာပေါ့။ဟုတ်ကဲ့စေစေကူတာဘူကလိုအပ်နေလား။ဟုတ်ကဲ့ဆက်ကြည့်တော့လည်းလိုအပ်နေတယ်။ဘုမားကသူတို့မှားရုံကိုဆက်ဆိုတာကျွန်တော်တရားဝင်ဖြတ်တန့်လာခဲ့တာ။ကိတ်ကိုဒီမက်ဆန်းနဲ့တာကြည့်လိုက်ဒီအမှတ်တရအချစ်ကြည်တရနဲ့တရားဝင်ဖြတ်တန့်လာတာ။ အဲ့တော့သူတို့ကတရားမှုပဲဖက်သားလိုက်ပါတော့ဆက်ဆိုမှားရဆက်ဆိုတာလာမယ့်ရုံးချင်းကိုတော့ February 16ရက်နေ့မှာပြောင်းလဲချိန်ဆထားတာလည်းဖြစ်ပါတယ်ကျွန်တော်ကြော်စီပါဟုတ်ကဲ့ပါခင်ဗျာဒီမှာနေမယ်တပတ်အတွင်းသတင်းတွေတင်ဆက်နေမှု ရန်နာလိုက်ပါတယ်ခင်ဗျာကျမ်းမှာချမ်းသာကြပါစေကျွန်တော်မောင်တူပါ